င်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ကွန်ပျူတာတစ်လုံးရှိကြတာမလို့ပဲねကျွန်တော်တို့က WPN နဲ့ပတ်သက်တဲ့ application တွေဖြစ်ကြတယ်ပေါ့နော်ဟောဒီ AZ ဒီ power point တွေကိုကျွန်တော်တို့က WPN Office Lightning PC ဘာချင်းပေးထားတဲ့ tablet မှာပေါ့နော်အလွယ်တကူ download ဆက်ပြီးတော့အသုံးပြုရနိုင်မယ့်နည်းလမ်းအကြောင်းကိုဒီနေ့ဗီဒီယိုလေးမှာအသေးစိတ်ကိုပြောပြမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်လုပ်ပြမယ့် tablet လေးကတော့ Huawei ကမိတ်ဆက်ထားတယ်ပေါ့နော် Huawei MatePad 11.5 inch ချက်ဒီ WPN Office ကို Lightning ပေးထားတဲ့ tablet လေးနဲ့စပြောင်းပြီးမှာဖြစ်ပါတယ် WBA Office Application Download Site အပြင်ပေါ့နော်ကျွန်တော်ကမြန်မာစာဖောင့်ရိုက်လို့ရအောင်ပြည်တော်စုဖောင့်ပါတခါလေထင်ဒီကိုပါရှင်းပြပေးသွားမှာဖြစ်လို့ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိရှိပေးစီချင်ပါဗျာဒါကတော့ကျွန်တော်ဒီ WBA နဲ့ပတ်သက်တဲ့ application တွေကိုပေါ့နော်အရင်ဆုံးကျွန်တော်တို့က download ဆွဲဖို့အတွက်ဒီ Huawei MatePad 11 5 inch ထဲကိုပေါ့နော်အဲ့ဒီ တက်ပလက်တွေကိုကျွန်တော်ကဝင်လိုက်ပါမယ်အဲတခုရှိတာကကျွန်တော်တို့ကဒီဒီကောင်တွေကကြတော့ WP ရဲ့ Office PC version ကိုကျွန်တော်တို့ကတည်တံ့ပြန်ပြီးတော့ထောင်းလို့ဆွဲရတာပါเนาะ application download တဲ့ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ကခါတိုင်းသူ့ရဲ့ဒီ app gallery ကနေမဲ့သွားပြီးတော့ထောင်းလို့ဆွဲရတယ်ပေါ့เนาะ app gallery ကတော့ထုံးစံတိုင်းကျွန်တော်တို့ဒီ application download ဆက်ဖို့တော့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Huawei ID ကောက်တော့ဝင်ပေးရတယ်ပေါ့နော် Huawei ID ကောက်ဝင်ပြီးမှပဲ application ကို download ဆက်လို့ရတာပါဒါကြောင့်မို့ကျွန်တော်ရဲ့ Huawei ID ကောက်တစ်ခုကို ဒီ app gallery မှာပေါ့နော်အရင်ဆုံး log in လုပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့ Huawei ID ကဒီသူ့ရဲ့ Huawei MatePad ထဲမှာပေါ့နော် log in ဝင်လို့ရသွားပါပြီဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ WPR Office ပေါ့နော် PC ဘာရှိကိုကျွန်တော် download server test ဆိုရင်ကျွန်တော်တို့ရဲ့ Huawei ID ပေါ့နော် Philippines region ဒါမှမဟုတ် Malaysia region ဖြစ်မှာပဲရပါပါ ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီရှေ့မှာပြောခဲ့သလိုပဲ Google နဲ့ပတ်သက်တဲ့ application တွေကဒီ version တွေမှာပဲအလိုလိုဒါပြတော့တကြောင်ပေါ့နော်။ဒါကြောင့်မို့ဒီ region တွေကိုကျွန်တော်တို့ကချိန်ထားဖို့လိုပါမယ်။ဒါဆိုရင်တော့ကျွန်တော်ကအဲကျွန်တော်လိုချင်တဲ့ application တစ်ခုဖြစ်တဲ့ WPF Office PC version ပေါ့နော်။ PC engine version ဖြစ်အဲ့ဒီ application ကိုကျွန်တော်က search bar ကနေတစ်ချက်ရိုက်ရှာပါမယ်။ဒါဆိုရင်တော့ WPF Office PC ပေါ့နော်။ software engine ဆိုတဲ့ application တွေတခုကြာလာပါတယ်အဲ့ဒီကောင်လေးကိုကျွန်တော်တို့ကအဲဒီ download ကိုနှိပ်ပြီးတော့တကား install ဆွဲမယ်ပေါ့နော် ဒေါင်းလုဒ်ဆွဲမဲ့ကြာချိန်လေးကတော့နည်းနည်းတော့စောင့်ပေးရတယ်။အဲဒီနှစ်ပြည့်မှာကကျွန်တော်ကဒီဘောနော်ဒေါင်းလုဒ်ဆွဲနည်းအပြင်တခါတယ်ဒေါင်းလုဒ်ဆွဲမရတဲ့ပြဿနာ ਉਹ ပါဘောနော် install ဒေါင်းလုဒ်ဆွဲပြီးသွားပြီဒါမှမဟုတ် install ဆွဲတဲ့အခါမှာအစီမပြေတဲ့သူတွေအတွက်ပါရေးပြီးတော့ဒီနှစ်ပြည့်မှာတခါတယ်ရှင်းပြပြီးသွားဖြစ်လို့ video လေးကိုမကြော်ပဲကြည့်သွားပြီးပုံမြင်တဲ့ရက်ခံမှကြည့်ပါရစေဗျာ။ဒါဆိုရင်တော့ကျွန်တော်ဒီဒေါင်းလုဒ်ဆွဲမဲ့ကြာချိန်လေးကိုနည်းနည်းလေးတော့ကြော်လိုက်ပါမယ်။ ျွန်တော်တို့က download တော့ဆွဲပြီးသားပဲဗောနော်တခုရှိတာက download ဆွဲပြီးသားအနေထားမျိုးမှာ install ဆွဲလို့မရဘူးဗောနော်ဒီလိုမျိုးပြဿနာတွေကိုဖြေရှင်းဖို့အတွက်တခါတည်းဗောနော်ပြောပြမှာဖြစ်ပါတယ်အဲဒါကတော့ကျွန်တော်တို့ဒီမလေးရှား region ရော flapper region ရောဒီ apple id ဟိုဒီ howie id region မှာချိန်ပြရအောင်မှာ install ဆွဲလို့မရသေးဘူးဆိုရင်ကျွန်တော်တို့ system ထဲမှာရှိရဗောနော်ကျွန်တော်တို့ရဲ့ system region ကိုပါတခါတည်းသူကဒီမလေးရှားဒါမှမဟုတ်ဒီ flapper ပေါ့နော်အတခုခုပြန်ပြီးတော့ချိန်ပြရပါပါဒီမှာတော့ကျွန်တော်က မလေးရှားပဲတစ်ချက်ပြန်ချိန်လိုက်ပါမယ်မြန်မာဆိုရင်တော့ကျွန်တော်တို့ဒီ download ဆွဲထားတဲ့ဟာက install ဆွဲလို့မရဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကမလေးရှား region ပြန်ပြီးတော့ချိန်လိုက်ပါမယ်ပြီးရင်တော့ခုနက app gallery ကနေပဲ wp ရဲ့ pc version ကိုတစ်ချက်ပြန်ပြီးတော့ install ပြန်ဆွဲကြည့်ပါမယ်ဗျာ ါဆိုရင်တော့ကျွန်တော်တို့ဒီမလေးရှား region ချိန်ပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ WBA PC ဘာရှင်းနေရပါတော့ခုနကလို Connor install ဆိုပြီးတော့မပြတော့ပါဘူးတခါတည်းတန်းပြီးတော့ install ဆွဲနေပါပြီ install ဆွဲတဲ့အနေထားမှာဆိုရင်လည်းကျွန်တော်တို့ဒီ iPhone တွေမှာပေါ့နော် application တွေ install ဆွဲတဲ့ပုံစံတိုင်းပဲသူကဒီ install တွေလုပ်တဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ရဲ့ script ပေါ်မှာတခါတည်းတန်းပေါ်တယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့အသုံးပြုခြင်းနဲ့ WBA PC ဘာရှင်းနေတော့ download ဆွဲလို့အဆင်ပြေသွားပြီပေါ့နော် နောက်တစ်ခုကကြတော့ WBN နဲ့ပတ်သက်တဲ့ application တွေတောင်းရတာအဆင်ပြေလားမပြေလားဆိုတာတစ်ချက်စမ်းကြည့်မှဖြစ်တဲ့အကြောင်းပေါ့နော် WBN PC version တွေကိုကျွန်တော်တို့ကအဒီ open အောင်ဖွင့်ပြီးတော့ဝင်လိုက်မယ်ပေါ့နော်နှိပ်ပြီးတော့ဝင်လိုက်ပါမယ်သူကတော့ဘာမှတော့ထွေထူးတော့မဟုတ်ဘူးဒီတိုင်းလေးပဲဝင်လိုက်အောင်မယ် news ကိုနှိပ်လိုက်ပြီးဆိုတာနဲ့ voice ရယ် power point ရယ် AI ရယ်ဆိုပြီးတော့ရှိတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာတော့ကိုအရင်ဆုံးဖွင့်လိုက်ပါမယ် ဒါကတော့ကျွန်တော်တို့ဒီ WPN နဲ့ပတ်သက်တဲ့ application ကိုတော့ကျွန်တော်က PC ဘာကြီးပုံစံအတိုင်း test တွေအများကြီးခွဲပြီးတော့ဗောနော် power point တွေရော AC တွေရော test တစ်ခုပြီးတစ်ခုခွဲပြီးတော့အသုံးပြုလို့ရပါတယ်ဒီမှာဆိုရင်တော့လက်ရှိအနေထားအရဆိုရင်တော့ကျွန်တော်တို့က keyboard ကနေပဲမြန်မာစာဖောင့်ဖွင့်ထားသေးတယ်ဗောနော် WPN မှာမြန်မာစာဖောင့်ရိုက်လို့ရအောင်လုပ်လို့တော့မရသေးဘူးဒါကြောင့်မလို့မြန်မာစာဖောင့်ရိုက်လို့ရအောင် WPN မှာမြန်မာစာဖောင့်ထည့်နေပါနောက်ထပ်တစ်ခုအနေနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ video လေးကိုအဆုံးထိရှိပေးစီချင်ပါတယ်ဗျာ အရင်ဆုံးကျွန်တော်တို့ကမြန်မာစာဖောင့်ကိုဒေါင်းလုဒ်ဆဲဖို့အရင်ဆုံးတော့ဒေါင်းလုဒ်ဆဲထားဖို့လိုဝင်ပါတော့အဲဒီနေ့ပြည်ရဲ့အောက်မှာလဲကျွန်တော်ဒီပြည်တော်စုဖောင့်ပေါ့နော်ဒေါင်းလုဒ်ဆဲဖို့အတွက်ပြည်တော်စုဖောင့်လင့်လင်းချပေးထားတယ်ကျ YouTube channel ရဲ့ဗီဒီယိုအောက်မှာလင့်နေချတာကတခါလေးကြာရင်သူကပြက်ပြက်သွားတာရှိတယ်ပေါ့နော်လင့်နေပြက်သွားတာဖြစ်တဲ့ကြောင့်မို့တကယ်လို့မိတ်ဆွေကအရန်ပေါ့နော်အရေးကြီးတဲ့အနေထားဆိုရင်တော့အဲတောင်းရတာလုံးဝဒေါင်းလုဒ်ဆဲလို့မရတော့အနေထားဆိုရင်ပေါ့နော်ကျွန်တော်အရှိမလာပြီးတော့တောင်းလို့ရပါတယ် ကျွန်တော်ရဲ့ Facebook page မှာရောကျွန်တော်ရဲ့ YouTube channel ဒါမှမဟုတ် Telegram channel မှာလည်းလာရောက်ပြီးတော့တောင်းလို့ရပါတယ်။ဒါဆိုရင်တော့ကျွန်တော်ကဒီပြည်တော်စုဖောင်ကိုထည့်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့ရဲ့ tablet ရဲ့ file manager တွေကိုဝင်လိုက်မယ်။ file manager တွေကိုရောက်ပြီးဆိုတော့ねသူ့မှာ reason ရဲ့ program me ရဲ့ဆိုတာရှိရပေါ့နော်တက်တုံးခုအဲ့ဒီမှာဆိုရင်တော့ကျွန်တော်က me ရဲ့ကိုသွားမယ်။ me ရဲ့ကကျွန်တော်က setting တွေကိုအရှင်းဆုံးသွားမယ်ပေါ့နော်။ setting တွေကိုရောက်ပြီးဆိုတော့ね show hidden file ဆိုတာနှစ်ခုတွေ့တယ်ပေါ့နော်အဲ့ဒီကောင်းလေးကကျွန်တော်တို့ ုံမှန်ဆိုရင်တော့ on နေတာအဲ့ဒီကောင်လေးနှစ်ခုလုံးကိုကျွန်တော်တို့က on ပေးလိုက်ပါမယ် on လိုက်ပြီးဆိုတော့ねကျွန်တော်တို့ရဲ့ internet story file ထဲမှာပါနော် pc engine ဆိုတဲ့ file လေးတစ်ခုပေါ်လာပါတယ်အဲ့ဒီ file ထဲမှာကျွန်တော်တို့ကဘယ်လိုလုပ်ပေးရမလဲဆိုတော့သူ့ရဲ့ file ထဲမှာ folder တစ်ခုထပ်ဆောင်အောင်မယ်။ဒါကြောင့်မို့ a new folder ကိုခေါ်လိုက်မယ်။ပြီးရင်အဲ့ဒီမှာကျွန်တော်တို့က .fonts ဆိုတဲ့ file တစ်ခုကို မှတ်ပေးလိုက်ပါတော့ပိုတာတစ်ခုအသစ်ဆောက်ပေးလိုက်ပါဖောင်းဖောင်းပါဆိုရင်တော့ကျွန်တော် S ကိုထည့်ပေးရပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ PC engine ဆိုတဲ့ file ထဲမှာပေါ့နော် internet storage တွေက PC engine လို့လည်းဆိုတဲ့ file ထဲမှာကျွန်တော်တို့က .dot file file တစ်ခုအသစ်ဖွင့်မယ်ပြီးရင်အဲ့ .dot file file ထဲမှာပေါ့နော်ကျွန်တော်တို့ရိုက်ချင်တဲ့မြန်မာစာ file လားဒါမှမဟုတ်ဂျပန် file လားတရုတ်ဖောင်လားကိုရီးယားဖောင်လားပေါ့နော်ကိုရိုက်ချင်တဲ့ဖောင်တွေကိုကျွန်တော်တို့ကအဲ့ဒီမှာသွားပြီးတော့ ကူထည့်ထားရုံပဲပေါ့နော်ဒါကတော့ကျွန်တော်လက်ရှိ ပြည်တော်စုဖောင်းပဲရိုက်ပြီးတော့အတုံတုံးပြမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်ကပြည်တော်စုဖောင်းကိုကျွန်တော်ရဲ့ကွန်ပျူတာကနေတစ်ချက်ဒီတက်ဘလက်ထဲကိုပေါ့နော်ကူထည့်လိုက်မယ်အဲဒီဒေါင်းလုဒ်ဆွဲလို့ရတဲ့ website တွေလည်းရှိရပေါ့နော်အဲ့ရနေတဲ့ပြည်တော်စုဖောင်းကိုသွားပြီးတော့ကိုစိတ်ကြိုက်ဖောင်းဒီဇိုင်းမျိုးစားတွေကိုယူပြီးတော့ရိုက်ပြီးတော့ပေါ့နော်ထည့်ပြီးတော့တုံးပြရပါတယ်ဒါကတော့ကျွန်တော်ကွန်ပျူတာကနေဒီ copy cloud ပြီးတော့ခုနက ကျွန်တော်ဒီ PC engine တွေက Dolphin file တွေကိုတွားပြီးတော့အပိချရမယ်ပေါ့နော်။ဒါကြောင့်မို့ PC engine တွေကိုတွားမယ်။ပြီးရင်ခုနကအစ်စ်စောက်ထားတဲ့ Dolphin မှာကျွန်တော်က paste ကိုချပစ်လိုက်ပါ။ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ Dolphin ထဲမှာပေါ့နော်။အဲ Microsoft Word အတွက်ရိုက်ဖို့အတွက်ပြည်အောင်စု file ကိုအဲဒီကူးသွားကူးပြီးသွားပြီဖြစ်တယ်ပေါ့နော်။ဒါတော့ကျွန်တော်ဒီ download ဆွဲပြီးသားတွေကိုကွန်ပျူတာနဲ့ download ဆွဲပြီးသားတွေကိုဒီ tablet တွေကိုထည့်ပြီးတော့ကူးထည့်လိုက်တာဖြစ်ပါတယ်။ ပြီးတော့ခုနပုံစံတိုင်းပဲကျွန်တော်က WB ရဲ့ PC version နဲ့ကိုထပ်ပြီးတော့ဝင်ပါမယ်။အဲ့ဒီမှာဆိုရင်ကျွန်တော် Word တဲကိုသွားမယ်။ကားတိုင်းကွန်ပျူတာကနေကျွန်တော် language change လို့ပဲဒီ language တက်ကိုအရင်ဆုံးသွားမယ်ပေါ့နော်ကျွန်တော်က language တက်မှာဆိုရင်ကျွန်တော်ကပြည်တော်စုစွာပေါ်နေပြီပေါ့နော်။ဒါကတော့ကျွန်တော်ခုနက PC engine ရဲ့ default မှာပေါ့နော်။အဲ့ဒီကိုထည့်ထားတဲ့ font ကိုထည့်ထားမှာပဲဒီလိုနေရာမှာပေါ်တာပါ။တကယ်လို့မိတ်ဆွေကအဲရှာတော့ရှာတဲ့ဒီနေရာမတွေ့ဘူးဆိုရင်တော့ကိုထည့်ထားတာက အဲထည့်ထားတာမထည့်ထားတာဆိုတော့ဗောနော်တစ်ချက်ပြန်ပြီးတော့စီကြည့်ပါကြာပါပါဒါဆိုရင်တော့ကျွန်တော်တို့ keyboard ကနေဗောနော်မြန်မာစာဖောင့်ကိုချိန်ပြီးတော့ကျွန်တော်တို့ WPF office မှာဗောနော် host office မှာကျွန်တော်ကမြန်မာစာဖောင့်ကိုမှမကန်ကန်နဲ့ PC မှာတုံးနေကြအတိုင်းပဲရိုက်လို့ရသားမှာဖြစ်ပါတယ်အဲသူ့မှာဆိုရင်တော့ကျွန်တော်တို့ဒီကွန်ပျူတာမှာလက်ရှိအသုံးပြုနေတဲ့ပုံစံအတိုင်းပဲဗောနော်အဲဒီရုံးသုံးအတိုင်းအတွက်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ် WPF နဲ့ပတ်သက်တဲ့ application တွေကိုကျွန်တော်တို့ကတော်တော်တလုံး ။နောက် user မလိုဘဲနဲ့ကျွန်တော်တို့ tablet ကနေပဲပေါ့နော်။ PC ပါရှိပုံစံတိုင်းအသုံးပြုရတယ်ဆိုတော့ကျွန်တော်ဒီအဲအသုံးပြုရတယ်လွယ်ကူတယ်ပြီးတော့ဒီတက်ရပိုးရတယ်အဆင်ပြေတယ်ပေါ့နော်။ကွန်ပျူတာကြီးတစ်လုံးကျွန်တော်ပိုက်သွားစရာမလိုတော့ဘူး။ပြီးရင်အားကိုလည်းကျွန်တော်တီးတန်လည်းတွင်းစရာမလိုတော့ဘူးပေါ့နော်။လက်တော်ထဲမှာကျွန်တော်တို့ကအရေးတကြီးကိုကခီးသွားကြရပါရှိတို့အလုံးကပိုင်းဆိုင်ရာစီးနေပါတွေ့မယ်ဆိုရင်လည်းကျွန်တော်ဒီ PC ပုံစံတိုင်းပဲပေါ့နော်အသုံးပြရတာဖြစ်တဲ့ကြောင့်မို့တော်တော်လေးကိုအဆင်ပြေပါတယ် ဒါကတော့ကျွန်တော်မြန်မာစာဖောင့်တွေကိုပေါ့နော်ပုံမှန်တိုင်းရိုက်လို့ရတဲ့နည်းလမ်းတွေပါအဲတကယ်လို့မိတ်ဆွေကတခုရှိတာကဒီလိုနေရာမှာအညီမစာဖောက်လုံးဝရိုက်လို့အဆင်မပြေတဲ့အနေအထားဆိုရင်တော့ကျွန်တော်တို့ကကျွန်တော်ရှိကဗီဒီယိုတစ်ပုတ်ရှိတယ်ဒီ Huawei tablet မှာပေါ့နော်ကျွန်တော်တို့ကဒီမြန်မာစာဖောက်ပေါ့နော် Asus မြန်မာ keyboard ကိုတုံးပြီးတော့မြန်မာစာဖောက်ထည့်နေဆိုပြီးတော့ဗီဒီယိုတစ်ပုတ်လောက်ထားတာရှိတယ်အဲ့ဒီအနေနဲ့သွားပြီးတော့အဲဒီကြည့်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်အဲ့တကယ်လို့မိတ်ဆွေက Asus မြန်မာလည်းထည့်ပြီးပြီး WBM မှာမြန်မာစာဖောင့်ရိုက်ရတာအဆင်မပြေတော့တဲ့အနေအထားဆိုရင်တော့ကျွန်တော်ရှိကခုနကဒီဗီဒီယိုမှာလောက်ခဲ့တဲ့ပုံစံတိုင်းပဲတစင်ကြီးတို့တစ်ချက်ပြန်စစ်ပါတကယ်လို့မိတ်ဆွေကဒီလိုနီးလန်းတိုင်းမှာလုံးဝအဆင်မပြေတော့တဲ့အနေအထားဆိုရင်တော့အအကုန်လုံးတစ်ချက်တစ်ခုပေါ့နော်တစ်ခုရှိတာကကျွန်တော်အဲလုံးလို့ရတာနီးလန်းနေကတော့ရှိတယ်အဲဒီလုံးဝအဆင်မပြေတော့ဘောနော်အဲထည့်ရပြီးတာလုံးဝမာသာဖောင်းနဲ့ရဲလို့မရတော့ဘူးအဲ့လိုနေထားဆိုရင်ကျွန်တော်တို့တခုရှိတယ် WB ရဲ့ office ကျွန်တော်တို့တုံးထားတဲ့ PC ပါရှိရင်ပေါ့နော်အကောင့်လေးကိုကျွန်တော်ကဒီ log out အဲဒီဖြတ်ပြစ်ထားတာဖြတ်ထားဖြတ်လိုက်တာဒါမှမဟုတ် tablet လေးကိုပေါ့နော် reset လေးတစ်ခေါက်ချလိုက်တာပြပြပေါ့နော်အဲ့လိုလေးလုတ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့အဲကျွန်တော်ဒီနေ့လုတ်ပြတဲ့ပုံစံတိုင်းပေါ့နော်အဆင်ပြေသွားပါလိမ့်မယ်ဒါကတော့ကျွန်တော်ဒီ PC ဘာကြီးပုံစံတိုင်းအသုံးပြုလို့ရအောင်ပေါ့နော် tablet ဒီမှာ Huawei tablet မှာဒီ WPS တွေ8000တွေ PowerPoint တွေကိုအသုံးပြုလို့ရအောင်ပြလို့ရတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်ဗျာဒီနေ့ပြူလေးကိုကြည့်ပြီးတော့ကျွန်တော်မိတ်ဆွေနေနေလဲကိုယ့်ရဲ့ tablet မှာပေါ့နော် WBN နဲ့ပတ်သက်တဲ့ PC version တွေကိုအလွယ်တကူ install ဆွဲပြီးတော့ညီမသာဖောင့်နေလေးရိုက်လို့ရအောင်အဲထည့်ပြီးတော့အသုံးပြုရနိုင်မယ့်နည်းလမ်းအကြောင်းကိုနားလည်သွားလိုက်မယ်လို့ထင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးမှာဆိုရင်တော့ညီမညာနဲ့ပတ်သက်တဲ့အကြောင်းအများစားကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေတာဖြစ်လို့မိတ်ဆွေကနောက်ပိုင်းလာတဲ့ညီမညာနဲ့ပတ်သက်တဲ့အကြောင်းအများစားကိုပေါ့နော်ထပ်ပြီးတော့လေ့လာကျင့်သေးတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမလုပ်ရသေးရင် like and subscribe share လေးလုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ဗျာ ီဒီယိုလေးကိုအဆုံးသတ်ရှိပေးကြတဲ့ထုတ်တယောက်စီတိုင်းကိုလည်းကျေးဇူးတူတူရှိပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ကြပါမယ်ဗျာ။အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။ထုံးစံတိုင်းကျွန်တော်ကတော့ဒီပြည်ချန်ရဲ့ပသက်တာတွေကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေတဲ့ AI Global Technology Channel ပဲဖြစ်ပါတယ်ဗျာ။